ယ်တော့မြင်ချင်ခဲ့တာကြာပြီပေါ့နော်အဲရဲချိန်တတ်ပါတယ်မြန်မာလေးကိုအတောက်ပဆုံးဟိုဟိုဖန်တီးပေးနိုင်ခဲ့တဲ့အတွက်ကိုကူကိုလည်းအရန်ချိန်တတ်တယ်ဟိုဝစ်စုံလေးတွေလှပြီးသားလူတွေအတွက်ဖန်တီးပေးရတာပို့ပြီးတော့ဟိုနည်းနည်းလေးပဲလှုပ်ပေးလိုက်တာပါဒါပေမဲ့အရန်လှပါပါကျွန်တော် relationship မှာဆိုလဲ ဘိုးရစ်ကရစ်မှာပဲအကြာမဲမခုနပြောသူကမ်းပြေရသူ့ရဲ့အနုနာခံပြီးအကြာကြီးဘလတ်ပဲသူရစ်ရစ်ဘလတ်ပဲစိတ်ကကအဲ့လိုမျိုးချော့ပြီးနေတယ်ဆိုတော့သူတို့ရဲ့တန်ရုံးစင်ညာဘလို့မှတည်တာရှင်းအဲ့လိုမျိုးပေါ့နော်ဆိုတော့နေရာစလုံးကချက်မှာပါဟုတ် Yeah. ျွန်တော်ဒီဇိုင်နာစဖြစ်ခဲ့ရမချောကိုချုပ်တယ်အဲ့ချိန်နေရာတိုင်းညီမလေးကမချောအိမ်မှာဟိုဖစ်တင်နေတိုင်းလာနေကြပေါ့နော်အဲ့တော့ကျွန်တော်က session ထိရှိပြီဆိုတော့ညီမနဲ့ကသူအနုပညာစလုပ်ခဲ့ရဆိုတော့တော်တော်ကြာပါပြီဟုတ် အာကိုကောင်မြတ်ချုပ်မယ်ဆိုတော့လေထုံးစံအတိုင်းပေါ့နော်ကိုကောင်မြတ်နဲ့ကိုအမြဲတမ်းတွဲမြင်နေရပြီးတော့ကိုကောင်မြတ်ရဲ့ဝတ်စုံတွေကလည်းအမြဲတမ်းအဲ့လိုမျိုး timeless elegant ဖြစ်တယ်ဆိုတော့လေအဲသူ့ရဲ့မေဘိုရဲ့ပွဲမှာလည်းအဲစွန့်ကြွေးအနေနဲ့အကွာဆင်းရမယ်ဆိုတော့တိုင်မြင်ပြီးတော့ပါဝင်ဖြစ်တာပါဟုတ်ကဲ့ဟုတ်ကဲ့အခုနောက်ထပ်ကြရပါလိမ့်အကုန်လုံးပါလိုက်ပါဟုတ်ကဲ့ဟုတ်ကဲ့ ကယ်တော့မြင်ကျင်ခဲ့တာကြပြီပေါ့နော်အဲအခုလိုမျိုးခန်းခန်းနာနာနဲ့ဟိုမင်္ဂလာဆောင်လေးမှာတွေ့လိုက်ရတော့လေအဲအရင်ကျင်တတ်ပါတယ်ဟိုအခုလိုမျိုးဟိုတေးတေးချာချာနဲ့မြမလေးကိုအတောက်ပဆုံးဟိုဟိုဖန်တီးပေးနိုင်ခဲ့တဲ့အတွက်ကိုကူကိုလည်းအရင်ကျင်တတ်တယ်ဟိုငယ်လေးကိုလည်းကျေးဇူးတင်တယ်ဟုတ်ကဲ့ ကလည်းအခုအဲထရန့်ဖြစ်နေတဲ့တကယ်ဟမ်းမိတ်ပန်းလေးတွေစီစဉ်ကျင်တာပဝါကိုလည်းပြီးတော့ကိုညမမင်္ဂလာဆောင်ဆိုတော့ပို့ပြီးလှကျင်တာကျွန်တော်ကလေထူးခြားတာတခုရှိရအငယ်လေးပြောနေကြကတိုးသမီးကသူစောက်မှာเนาะကိုစောက်မှာမဟုတ်ဘူးเนาะအဲ့လိုပဲအဲအငယ်လေးပြောနေကြကိုဘာဖြစ်လဲဆိုသူတို့ကိုလှအလှဆုံးဖြစ်စီခြင်း တော်ပေါ့နော်အခုလာစီချင်တာပေါ့လာစီချင်တာဟိုဒီဇိုင်နာ ဖြစ်လာတယ်ဆိုတာလည်းအဲ့ဒါအကြောင်းမလို့ပါအဲ့လိုမျိုး runway တို့အဲ့လိုရှောင်းလန်းနေမှာဟိုကရိုးသမီးတွေထွက်သွားလို့ရှင်မြင်ပါတယ်ပေါ့နော်အဲ့ဒီချိန်ကဟိုတန်ဖိုးအမြင့်ဆုံးအချိန်ပဲအဲအရန်မှု ကောင်းတယ်အဲ့လိုမျိုးဆိုတော့ဟိုနောက်ပြီးတော့လေကိုညမဖြစ်နေတော့ပို့ပြီးတော့လေမူးထည့်ထားတယ်ပန်းလေးတွေကိုလိုတိုးပို့လျှော့ကဲအငယ်လေးကလည်းအကိုအဲဒါလေးဆိုဒီလိုပေါ့နော်အဲနောက်ထပ်ပဝါလေးတစ်ထည့်ကအငယ်လေးတို့ကအကိုဒါဆိုရင်ဖုံးချောင်းဆုံးကတ်တယ်လို့ရှိရင်ပဝါလေးကအရန်ကြီးနေပြီဆိုအဲချက်ချင်းအားချင်းနောက်တစ်ထည့်စီစဉ်လိုက်တယ်ပေါ့နော်ဟုတ်ညီမလေးဟိုငယ်ငယ်တော့ပုံစံနဲ့ဒီလိုဒီလိုလေးလှုပ်ကြည့် ကဲငယ်လေးအာယုံနည်းနည်းစူးဆိုင်ဟိုမှာပြောင်းနေတာလေရောမှာစူးဆိုင်မှာလားရှစ်ကြီးစားအမှတ်တရလေးကတော့နောက်ဆုံးဘိုးလေးတွေလှုပ်ထားတယ်အဲ့ဒီမှာဖဲပြားဘိုးလေးတုံးခုလှုပ်ထားတယ်နောက်ဆုံးကျမငယ်လေးကဒီနေရာလေးတွေမှာအကိုနည်းနည်းလေးတစ်ခုလေးထထဲ့ပါအောင်ဆိုတော့ရွှေချောင်းလေးတွေထည့်လိုက်တော့ ထင်းထင်းလေးဖြစ်နေရဲ့သူ့အိမ်မှာကြည်လိုက်တာနဲ့အရန်တိတာပါတယ်ဒါပေမဲ့အဲ့ဖဲရင်ပတ်နာမှာလောက်ထားရဖဲထားလေးတုံးမှာဆက်ဆက်ရလေး dripping လေးလောက်ထားဆက်ဆက်ရပြီမဲ့အဲ့ဖဲသားလေးရလေးမချောင်းနေကို 3D ကိုအဲ့တော့ဖဲကြားလေးရဲ့ဒီခလဲအနားလေးမှာအဲ့လို crystal လေးထည့်လိုက်လို့ရှိရင်အဲ့ဖဲကြားလေးကကြွလာမလားမသိဘူးဆိုအကောအကောချစ်ချင်ညာရင်းစင်းကိုထိုးပေးရပေါ့เนาะဆိုတော့အဲ့လိုမျိုးပေါ့အဲလိုအပ်ချက်လေးတစ်ခါကြောက်ရှိလို့ရှိရင်တရက်နဲ့တရက်အဲ့လိုမျိုး timing ဆွေးနွေးပေါ့เนาะအဲ့မှာလဲ tingmo account တစ်ခုဖြစ်ပြီးတော့အဲရလာမဲ့ reset ကလည်းပိုကောင်းတယ်လို့ထင်တယ် တကယ်တော့ဒီဝစ်စုံကိုဖန်တီးတာကျွန်တော်တပတ်တိတိပါတပတ်တိတိကိုကောက်မှလေ3ယောက်အဲ3ယောက်ဆိုတော့မနက်9နာရီနဲ့ညနေ6နာရီလောက်ထိအဲ3ယောက်စလုံးကအဲပဝါပဝါလည်းနောက်နောက်ပိုင်းရက်တွေဆို4ယောက်ပေါ့နော်ဘာဖြစ်လို့ဆိုပဝါနောက်တစ်ထည့်ထပ်တိုးလာတာဆိုတော့ ျေးဇူးတင်ပါတယ်ဒီနေရာနေပြီးတော့ဟိုပါဝင်ကူညီပြီးတော့အားဖြည့်ပေးရင်ညီမလေးတွေလည်းသူတို့အနောက်ကနေအများကြီးကူညီပေးတဲ့အတွက်ကြောင့်လို့ဒီလိုမျိုးအရန်လာသွားလေကိုတွေကလည်းဒီဇိုင်းရှေ့ရနေလောက်သွားတယ်ဒါပေမဲ့ကိုခွန်ကိုအားတယောက်ထဲနဲ့မရဘူးဘာဖြစ်လဲဆိုတော့အရန်ရက်ကတပတ်ထဲနဲ့ဆိုတော့နီးတယ်လေအဲအားလုံးကလေးတွေကလည်းဝိုင်းဝန်းကူညီမှဟိုဝစ်ဆုံတဲ့ဆုံကဟိုပို့ပြီးအသက်ဝင်ပြီးတော့ပန်းလေးတွေလည်းပို့ကြွာလာတယ်အဲအရာအားလုံးကပို့လှလာ ဟုတ်အကိုဘတ်ဆိုဘယ်ရှာလိုက်တဲ့အချိန်မှာကြာတော့အဲ့ရလှပတဲ့ feeling က ပစ်တရတည့်ရမလားခုနကတို့ဘာနဲ့မှမတူကိုယ့်ရဲ့ပင်ပန်းသမျှအရာအဲ့အကိုရင်လာလိုက်တာလာလိုက်တာတော်ပါဆိုရင်ကိုတင်ထားတဲ့အပိုက်တူတူလေးရှိပါတယ်အဲ့ဒီအပိုက်ကလေးမှာသူရှောက်သွားတယ်အဲ့ဒီပုံမှာသူမျက်နှာလာမပါမပါဘူးနောက်ကပဝါလေးကိုပဲပဝါလေးတော်တယ်ထိုင်တာတက်တော်လေးပါဘူးကလေး1 million တော့ပြည့်တော့မယ်1 million ပြည့်တော့မယ်တရက်သေးပဲဟိုအရန်လာတာကိုကိုယ့်ကိုလက်ထက်ယူမယ်ဆိုတော့ကောင်လေးကဘယ်နှစ်ပြည့်ပဲကြာကြာလက်ထက်ယူရယ်ပေါ့ အဲအဲ့လားလေးတိလား comment လေးတွေကအရန်ချက်ဖို့ကောင်းတယ်အဲပြီးတော့အဲဒီသူ့ရဲ့အရန်မောင်းတွေကိုကြိုက်တယ်သူတို့နှစ်ယောက်ရဲ့အရန်မောင်းတွေကြိုက်တယ်အဲသူတို့နှစ်ယောက်မွေးလာရဲ့ကလေးကဘလောက်ချောမလဲအဲအဲ့လားလေးကအစပေါ့နော်ဒါဟိုအကုန်လုံးကသူတို့ကိုချစ်လို့ပါဟိုကျွန်တော်တို့တွေကလည်းချစ်ပြီးသားလူတွေအတွက်ဟိုဝတ်စုံလေးတွေလှပြီးသားလူတွေအတွက်ဖန်တီးပေးရတာပို့ပြီးတော့ဟိုနည်းနည်းလေးပဲလုပ်ပေးလိုက်တာပါဒါပေမဲ့အရန်လှသွားပါဘော အဲအခုနောက်ပိုင်းမှာဟိုတွေ့တဲ့အချိန်မှာဟိုသူတို့လည်းဟိုအတိုင်းတာတစ်ခုထိရောက်လာပြီဆိုတော့တယောက်နဲ့တယောက်ပို့ပြီးဂယူးဆိုင်လာကြတယ်အဲအခုဆိုရင်လည်းတကယ်တော့အဲကျွန်တော်ကဟိုဟိုခုနဗီဒီယိုထဲမှာသူ့ကိုချွေးတုပ်ပေးနေတာအစလေးလေဟိုကုဘလော့ထဲမှာမြင်ရတယ်လို့ဒါတွေကလေဟိုဟန်ဆောင်ပြီးတော့လှုပ်ယူလို့မရဘူးဟို စိတ်ထဲကနေမပါဘဲနဲ့ဟို အဲစင်ပေါ်ရငါ့ဘူးเนาะတ िश ူးနဲ့တုတ်ပေးတော့အဲ့လိုလို့မရဘူးကျွန်တော်ပြောတာလေဒါတွေကလေဘလို့မှလုံးယူလို့မရဘူးအဲ့ချိန်မှာသူ့စိတ်ထဲမှာရှိကောင်းတယ်ရှိမယ်တတိယချင်းမှလည်းရမယ်နော်မမှားထားတယ်ဆိုရင်ပါဒါတွေကစိတ်ဆဲရမပါပဲနဲ့ဘယ်အရာမှလုံးလို့မရပါဘူးအဲသူမချောဟိုတနေ့ကဟိုသူတို့အင်တာဗျူးတစ်ခုမှဖြေလိုက်ရမချောမေးပါတယ်တကယ်ချစ်တာလားတကယ်ချစ်ပြေဆိုမှလက်တွဲချပုံနော်ဆိုတော့ လိုပါအဲ့လိုပဲမြင်ပါတယ်ဟိုစင်ပေါ်မှာအစားတယောက်တယောက်ဂယူးစိုက်တာလေးတွေကဘာနဲ့မှလဲလို့မရဘူးပေါ့နော်ဒါတွေကဟန်ဆောင်တဲ့အရာတွေမဟုတ်ဘူးစာပေါ့နော်အသေးမွားလေးကစာဂယူးစိုက်တတ်တယ်ဆိုတော့သူတို့ relationship မှာဆိုလို့ဘိုးရစ်ကရစ်မှာပဲဒါပေမဲ့ခုနပြောသူကောင်းပြရသူ့ရဲ့အနုနာခံပြီးအကြာကြီးဘလတ်ပဲသူရစ်ရစ်ဘလတ်ပဲစစ်ကကအဲ့လိုမျိုးချော့ပြီးနေတယ်ဆိုတော့သူတို့ရဲ့တန်ရုံးစင်ညာဘလို့မှတည်တာရှင့်အဲ့လိုမျိုးပေါ့နော်ဆိုတော့နှစ်ယောက်စလုံးကချက်မှာပါဟုတ် အဲခုနပြောဆိုရရက်ရှည်လေးတွေထွက်လာမယ်တော့မြင်နေပါတော့။နေ့ဆုံးတော့ရက်ရှည်ရအောင်ဆိုတော့ဒီအသားအသားပြပြရက်ရှည်ရှည်လေးကလေးလေးတော့ဖြစ်တယ်။ကျွန်တော်ကတော့တခါတည်းသားတယောက်တပီးတယောက်အမွာဘူးလဲမွေးလိုက်ပြီးပြီ။ဟုတ်ကဲ့။အဲ့ဒါပြီးပြီ တယ်ဟုတ်ကဲ့ဒီရင်းတရားအပေးကြရတယ်ဗျာเนาะပြည်သက်တွေဩဒီကနေပြည်သက်တွေပြောနေတာဖြစ်အဲသူတို့လည်းဟတ်ထီသွားလို့နေမှာပါပေါ့เนาะဒါပဲဖြစ်ဖြစ်အဲညီမလေးနဲ့ဟိုเนาะဟိုကောင်းပြင်းနဲ့အဲညီမလေးတန်တာဘိုးတို့ချစ်ပေးတယ်လို့အဲကိုကောင်းမြတ်နဲ့ငယ်လေးတို့လည်းချစ်ပေးကြတဲ့အချစ်တွေအားလုံးကို MC ရနေဒီဒီကနေပြီးတော့ဂျေဆုပါလို့ပြောပြစီ ကျွန်တော်ကတော့ story အားလုံးဂျေဆုတက်ပါလေငယ်လေးကတော့စူးစမ်းပြီးတော့အခုထိစင်ကယ်ပါ